ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တော်တော်များများတုတ်ပြီးတော့ပဲစားကြတဲ့ဝါဥကိုမှကျွန်တော်ကဟင်းချက်မယ်ဒီဟင်းချက်တဲ့ပုံစံလေးကလည်းကျွန်တော်အမြဲစားနေကြပုံစံပါနောက်ပြီးရင်ထမင်းလဲမိန်အောင်လို့ကျွန်တော်ကဒီဟင်းနူးຫນွေကိုမှခရုစီလေးနဲ့ပလင်းလေးကြော်ထားပါတယ်ဒီဟင်းအတွဲလေးကလည်းအားလုံးထမင်းမိန်စေမို့မျှော်လင့်ပါတယ်ခင်ဗျာဝါဥကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုင်းမှာဆိုလို့ရှိရင်တော်တော်များများမတွေ့ရတတ်ဘူးဒါကလည်းမြန်မာတွေရောင်းတဲ့ဆိုင်နေနဲ့မြန်မာများတဲ့နေရာတွေမှာပဲဝါဥကိုရနိုင်ပါတယ် နောက်ပြီးရင်ရှမ်းပြည်နယ်တို့လို့ပြီးရင်တသက်လွတ်စားတဲ့ကျွန်တော်တို့တထုံကဒီအလန်တရာဒေတာတွေမှာဆိုလို့ရှိရင်လဲဝါဥကိုပေါပေါများများတွေ့ရတတ်တယ်ဒီနေ့ကျွန်တော်ဝယ်လာတဲ့ဝါဥကကျွန်တော်တို့အရင်ပုံမှန်မြင်နေကြဝါဥပုံစံနဲ့မတူဘဲနဲ့အထဲထဲမှာကျွန်တော်တို့ဒီငရုတ်တီတွေထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ထင်တဲ့အစိမ့်စိမ့်ဖက်ဖက်လေးတွေကကြာတော့ကျွန်တော်ထင်တာပေါ့နော်ကြက်သွန်မိတ်လို့ထင်ပါတယ်ဒါကရှမ်းပြည်နယ်ကဝါဥပါ အတုံးညင်ညီလေးတုံးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝါးဥကိုအရင်လှော်ပါမယ်လှော်တဲ့အခါမှာကျွန်တော်ကစားရဲ့အချုံမုတ်ရဲကိုအနှဲငယ်လေးထည့်ပြီးတော့ဒဲအိုးထဲမှာစီလေးအနှဲငယ်ထည့်ပြီးစီပူလာလို့ရှိရင်ဒီမှာကျွန်တော်ဝါးဥကိုထည့်ပြီးတော့လှော်ပါမယ်စီမထည့်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အိုးထဲမှာဝါးဥကကတ်ပြီးတော့ကျွန်တော်တို့ကြံနေတက်ပါတယ်ဒါကြောင့်မလို့စီလေးအနှဲငယ်နေဆိုရင်စီပါတဲ့အတွက်ကြောင့်မလို့အိုးမကတ်ပဲနဲ့ဝါးဥကရေစစ်သွားမှာဖြစ်ပါတယ်ခင်ဗျာ ီတိုင်းမလော်ပဲချက်တယ်ဆိုလို့ရှိရင်တော့ဝါးဥကရေးများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပျော့စစ်စီနဲ့စားလို့အနေငယ်အဆင်မပြေတတ်ပါဘူး။ဝါးဥလော်တာတော့ကျွန်တော်ခင်းနှွံ့ွယ်ပလိန်လေးကြော်ပါမယ်။ချက်သွွန်ပြူချက်သွွန်နေလေးကိုကျွန်တော်တို့ဆနွဲ့အနေငယ်ထည့်ပြီးတော့စီတတ်ပါမယ်ခင်ဗျာ။ကျက်သွန်နယ်လေးမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်လှီးဖြတ်ထားတဲ့ဟင်းနွံ့ွယ်လေးကိုထည့်ပါမယ်။ဟင်းနွံ့ွယ်ကလည်းလက်လက်ဆက်ဆက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ချိုလဲချိုပါရဲ။ဟင်းနွံ့ွယ်အနီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပဲတွေနဲ့ချက်စားကြတာများတယ်။အစိမ်းဆိုလို့ရှိရင်တော့ဒီလိုမျိုးကြော်ပြီးစားရတာကပို့ပြီးတော့စားကောင်းပါတယ်ခင်ဗျာ။ ပြီးရင်ကျွန်တော်အရသာအတွက်ကိုစက်သားမဟုတ်အတုံးလေးအနှင်းငယ်လေးဖဲထည့်မယ်ပြီးလို့ရှိရင်တော့ပစွန်ကြောက်ထည့်မယ်ပြီးရင်ခယူးစီလေးထည့်ပြီးတော့ကျွန်တော်တို့မှုေလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလွယ်ကူရိုးရှင်းနဲ့ဟင်းနူးနယ်ခယူးစီပလိန်ကြော်လေးရပါပြီဒါကိုမှကျွန်တော်တို့ငပိရင်နဲ့နယ်ပြီးစားမယ်ဆိုလို့ရှိရင်လည်းအရန်ကိုထမဲမိန်ပါတယ်ခင်ဗျာ ပြီးရင်ဝါဥလေးကလည်းလှော်ထားတာလေးကလည်းရေစစ်ပြီးပေါ့နော်ဝါဥကကြတော့ဝါပင်ကရတဲ့ဥကိုမှကျွန်တော်တို့ဒီပြုတ်ပြီးတော့ပေါ့နော်ရေနဲ့ထုံးတဲ့အချိုးကျလေးရောဆက်ပြီးတော့လှုပ်ရတဲ့ဝါဥဖြစ်ပါတယ်ဒါကြောင့်မို့လို့ဝါဥကရေများတက်ပါတယ်ချက်သွင်းမျိုးချက်သွင်းနေလေးကိုကျွန်တော်တို့စီတက်လိုက်ပါမယ်စီတက်ပြီပြီဆိုလို့ရှိရင်တော့ကျွန်တော်ချက်နေကြပုံစံအတိုင်းဆိုရင်ကျွန်တော်ကတော့စိမ့်စမ်းငက်ပြအနေငယ်ထဲပါတယ် တက်တက်လွတ်နေမြေတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စိမ့်စက်ငပိမထည့်ဘူးပေါ့เนาะမထည့်ဘဲနဲ့သူတို့ကနှံငပိလိုမျိုးပဲပုတ်လိုမျိုးထည့်ကြတာများပါတယ်အချို့ကတော့လည်းမထည့်ပါဘူးတက်တက်လွတ်ကိုဒီတိုင်းစီတက်ပြီးတော့ပဲချက်ကြပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဟင်းအိုးမကတ်အောင်ကျွန်တော်တို့ရေလေးအနှဲငယ်ထည့်ပေးဖို့လိုပါတယ်ရေအရမ်းများတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လှော်ထားတဲ့ဝါးဥတွေကိုရေတွေပြန်စိတ်ဝင်သွားပြီးတော့ဝါးဥကပျော့ဆစီရေဖြစ်နေတတ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာတသက်လုံးမဟုတ်တဲ့အတွက်ကြောင့်မလို့ပစုံကြောက်လေးအနေငယ်ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ငံပြားလေးအနေငယ်ထည့်ပါမယ် ဝါဥစပြီးတော့လှော်ကလေးကကျွန်တော်ကဒီစားရဲ့ချုံမောက်ရဲ့အနေငယ်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်မထည့်ဘူးပေါ့နော်ကျွန်တော်ငန်းပြရဲ့အနေငယ်ထည့်လိုက်တဲ့အတွက်ကြောင့်မလို့အနေငယ်ငန်တက်ပါတယ်ဒါကြောင့်မလို့ချင်းချင်းမီထည့်ဖို့ကိုအကြံပြုချင်ပါတယ်ခင်ဗျာအဖုံပုံးမိလို့ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ရှမ်းနဲ့နှံကိုထည့်ပါတယ်အချို့ကတော့မဆလာထည့်ပါတယ်ခင်ဗျာဒါလည်းအရန်ကောင်းပါတယ်အားလုံးလိုက်လို့စားကြည့်အောင်ပါခင်ဗျာ